ိုရိုင်းကိုသိယူနိုင်မှုထက်အသင်းပေါ်ရဲ့နေရာလွတ်ရာရေးကိုပဲကောင်းတဲ့ထက်ဦးစားပေးထားတဲ့ချစ်စရာယာအိုဘတ်ထရိုပရိသတ်များလုံးမဲ့မင်္ဂလာပါခင်ဗျာဘလူးဒန်ကင်းကနေတင်ဆက်နေပါတယ်ခြေစီတိုက်စစ်မှုတိယာအိုဘတ်ထရိုကတော့ကိုရိုင်းသွင်းကိုရယူနိုင်မှုထက်အသင်းပေါ်ရဲ့နေရာလွတ်ရာရှိနိုင်ရေးအတွက်ပဲဦးစားပေးကြည့်ကပွဲတွေကိုပအဝင်ကစားပေးနေတဲ့အကြောင်းထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်ဒီကြောင့်နဲ့ပတ်သက်လို့ယာအိုဘတ်ထရိုကကျွန်တော်ကောင်းထဲမှာပုံမှန်ဂိုကန်သွင်းခွင့်ရမယ်ဆိုပြီးတော့မရိုက်သွင်းထားပါဘူးချာသင်းပေါ်ရဲ့နေရာလွတ်ရာရှိဖို့ပဲကျွန်တော်အမြဲတမ်းဦးစားပေးပါတယ် ရှေ့မှာကစားထားတဲ့ပွဲတွေမှာလည်းကျွန်တော်ကိုမသွင်းထားပါဘူး။ဒါပေမဲ့ကျွန်တော်မှလည်းကိုရီးကိုရာပြဿနာတွေကြောင့်အဆင်မပြေမှုတွေရှိနေလို့ပါဆိုပြီးတော့တောင်မှအန်ဆိုကမီဒီယာတွေထံအသိပေးခဲ့ပါသေးတယ်။ကျွန်တော်ပြီးခဲ့တဲ့လကဘရာဇီးလရွေးစဉ်အတင်းနဲ့မပူပေါင်းခဲ့ပါဘူး။ခုကျွန်တော်ပိုကောင်းလာနေပြီဖြစ်တယ်လို့တိုးတက်အောင်လည်းကြိုးစားနေပါသေးတယ်။စပါနေပွဲမှာခွင့်ရရပြီးတော့လွဲချော်ခဲ့တာတွေရှိပြီးချားချင်းဒီမှာတော့ကိုပိုင်ကန်သွင်းခွင့်ရပြီမဲ့ဂျီမီကိုပဲကန်သွင်းဖို့အခွင့်အရေးပေးခဲ့တာပါ။ဒါ့အပြင်ကျွန်တော်ဟာကို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 သွင်းပြီးတော့နာမည်ရဖို့ထက်အသင်းနိုင်ပွဲရဖို့ပဲပို့ပြီးတော့ဦးစားပေးထားပါတယ်လို့ မှတ်ချက်ပေးပြောကြားလာခဲ့တာပါသူစကားတွေကိုနားထောင်လိုက်ရပြီးတဲ့နောက်မှာကျွန်တော်ကတော့သူ့ကိုတော်လေးသဘောကျမိသွားပါရီဓမစိတ်တက်ရှိတဲ့ကစားမမျိုးကိုချက်စီမှာရှိနေတာကတကယ်ကိုမှကံကောင်းတာပဲလို့လည်းခံစားမိလိုက်ပါသည်သူစကားတွေကိုပိုင်းလိုက်ခွဲပြီးတော့ကျွန်တော်လည်းလောက်သုံးသက်ပေးခြင်းပါရီကျွန်တော်ကောင်းနေမှာပုံမှန်ကိုသွင်းရမယ်ဆိုပြီးမရိုက်သွင်းထားပါဘူးတရားသိမော်ရီနေရာလို့ရဖို့ပဲကျွန်တော်အမြဲတမ်းဦးစားပေးထားပါရီဆိုတဲ့ဇကားဟာဘာလို့ပြနေတယ်လဲဆိုတော့ဘတ်တိုကကိုတျောက်သေးရဲ့အကျိုးထက်အတင်းရဲ့အကျိုးကိုဦးစားပေးတဲ့သူဆိုတာပြသနေပါရီ သူဟာသူတယောက်တည်းကိုတင်းပြီးတော့ဂုဏ်နေတာမျိုးမလို့ချင်ပါဘူး။သူတင်းကိုနိုင်ရအောင်ကူညီနိုင်တာကမှနောက်ပြီးသူ့ရဲ့လက်တွေပေါ်တွေကိုပိုကောင်းတဲ့ကစားမတွေဖြစ်လာအောင်လှုပ်ဆောင်ပေးနိုင်တာမှသူပိုကြိုက်တာဖြစ်ပါလိမ့်။ဒါဟာကောင်းစားမှုကရည်ရွယ်ချက်ဖြစ်ပါလိမ့်။သူကတင်းထဲမှာလူကြီးတယောက်အနေနဲ့လူငယ်တွေကိုပဲ့ကင်ပြီးအသင်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးနေပါလိမ့်။ဘလုံးမှာကိုပိုင်ကိုတွင်းကျင်တဲ့စိတ်ဆိုတာရှိတဲ့ပါလိမ့်။ဒါပေမဲ့ဒီစိတ်ကအလွန်ကျွံဖြစ်သွားရင်အသင်းအတွက်အန္တရာယ်ရှိနိုင်ပါလိမ့်။ဘတ်တို့ရဲ့ဒီခံယူချက်ဟာသူ့ကိုအသင်းအတွင်းမှာလူကြိုက်များစေတဲ့အပြင်မန်နေဂျာရဲ့ယုံကြည်မှုကိုလည်းရရှိစေနိုင်မှာဖြစ်ပါလိမ့်။ ရှေ့မှာကစားထားခဲ့တဲ့ပွဲတွေမှာလည်းကျွန်တော်ကိုမသွင်းထားပါဘူး။ဒါပေကျွန်တော်မှလည်းကိုကြီးကိုရာပြဿနာတွေကြောင်းအဆင်မပြေမှုတွေရှိနေလို့ပါဆိုပြီးတော့တောင်မှအန်ဇိုကမီဒီယာရေးထံအသိပေးခဲ့ပါသေးတယ်ဆိုတဲ့ဇာတ်ကားမှာတော့ပရိုရဲ့ယူသားမှုကိုတွေ့ရတာဖြစ်ပါတယ်။သူရဲ့ဆွမ်းဆောင်ရည်ကြောင်းဆင်းမှုကိုဖုံးကွယ်ဖို့မကြိုးစားဘူး။ဝင်းခမ်းမာရီဒါပေမဲ့သူ့မှာအကြောင်းရင်းရှိတယ်ဆိုတာကိုလည်းပြောပါတယ်။လိုမျိုးလုပ်ဖို့ဆိုတာကကစားမတယောက်အတွက်အင်မတန်ခက်ခဲတဲ့အရာပါ။လူများစုဟာသူရဲ့ပြဿနာတွေကိုဖုံးကွယ်ထားတတ်ကြပါတယ်။ဒါပေမဲ့ဘက်ထရိုကမဖုံးကွယ်ပါဘူး။ သူ့မှာပြဿနာရှိတယ်ဒါပေမဲ့ဒါကိုကြော်လွားနိုင်တယ်ဆိုတာကိုပြသပါလိမ့်ဒါကစိတ်သက်ခွန်အားတစ်ခုပါပဲအန်ဆိုကမီဒီယာတွေကိုအတိပေးတဲ့အချက်ကလည်းအရေးပါပါလိမ့်ဒါဟာအတင်းတွင်းမှာပွင့်လင်းမြင်သာမှုရှိတယ်ကစားမတွေရဲ့ပြဿနာကိုနားလည်ပေးတယ်ဆိုတာကိုပြသနေပါလိမ့်ကျွန်တော်ပြီးခဲ့တဲ့လကဘရာဇီးလက်ရွေးစင်အတင်းနဲ့မပူပေါင်းခဲ့ပါဘူးအခုကျွန်တော်ပိုကောင်းလာနေပါပြီနောက်ပြီးကြိုးတက်အောင်လည်းကြိုးစားနေပါတယ်ဆိုတဲ့ဇာတ်ကားအရပတ်တို့ရဲ့ဇွဲလုံးလာနဲ့ပြန်လည်ထူထောင်ရေးစိတ်သက်ကိုတွေးရပါလိမ့်လက်ရွေးစင်အတင်းကနေခွေမှုကိုညှင်းဆို့ဖို့ဆိုတာကစားမတယောက်အတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါလိမ့် ဒါမဲ့သူဟာသူ့ရဲ့လက်ရှိခြေအနေကိုအတိအမှတ်ပြုပြီးပိုကောင်းအောင်လုပ်ဖို့ဆုံးဖြတ်ထားတာမျိုးဖြစ်ပါတယ်။ဒါကသူ့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပြသနေတာဖြစ်ပါတယ်။သူဟာသူ့ကိုယ်သူလိန်ညာရတဲ့သူမဟုတ်ဘူး။သူတိထားတယ်။သူစင်တဲ့မဖြစ်သေးဘူးဆိုတာကိုဒါမဲ့သူစင်တဲ့ဖြစ်အောင်လုပ်နေပါတယ်။ကျွန်တော်ဟာကို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 သိမ်းပြီးတော့နမဲရဖို့ထက်အတင်းနိုင်ပွဲရဖို့ပဲပို့ပြီးတော့ဦးစားပေးပါတယ်ဆိုတဲ့ဇကာကတော့ဘတ်တို့ရဲ့စိတ်ဓာတ်ရဲ့အနှစ်သာရဖြစ်ပါတယ်။သူဟာကိုရေးထက်အတင်းရဲ့အကျိုးကိုဦးစားပေးပါတယ်။ဒါကခေါင်းဆောင်ကောင်တယောက်ရဲ့လက္ခဏာပါ။ မဲစိတ်သက်ရှိတဲ့ကစားမားဟာအတင်းတွင်းမှာလူကြိုက်များုံနေမှာကအတင်းရဲ့အောင်မြင်မှုအတွက်လည်းအဓိကကြပါတယ်။သူတို့ဟာအတင်းတွင်းရေးရာတည်ငြိမ်မှုကိုဖြစ်စေတဲ့ခြောက်ကစားမားရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်ပါတယ်။ပတ်တိုးစီကနေတင်ကန်းစာယူလို့ရတာကဘယ်လို့ကိုပဲလုံးလုံးချစ်မြန်လို့တဲ့စိတ်၊ရှင်ပြိုင်လို့တဲ့စိတ်၊စွမ်းဆောင်ခြင်းတဲ့စိတ်အတင်းကိုဦးစားပေးတဲ့စိတ်ကောင်းဆောင်မှုစိတ်ဓာတ်တွေရှိနေဖို့လိုအပ်တယ်ဆိုတော့ပါဒီတော့ပတ်တိုးရဲ့စကားကိုနားယောင်ပြီးကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့အလုပ်တွေမှာလူမျိုးစိတ်ဓာတ်တွေကိုမွေးမြူကြည့်ကြရအောင်လားခင်ဗျာ။အစုံနည်းလိုက်ပါကြည့်ရှုပေးခဲ့ကြတာ။ ားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေခင်ဗျာ။